အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ Pep Guardiola ကတော့သူ့ရဲ့တထောင်ပြည့်နီးပြပွားရဲ့ပွဲစဉ်မို့လေဒီပွဲနဲ့ပတ်သက်လို့သူ့ရဲ့ပြည်သက်တဲ့သူ့ရဲ့ကစားသမားတွေအားလုံးကိုဒါ special gift ပေးတဲ့အတွက်တကယ်ပဲကျေးဇူးတင်တယ်ဒါသူပြောခဲ့တယ်ပွဲမစခင်တည်းကသူပြောတာပေါ့လေမဟာပြိုင်ဘက်လီဗာပူးကိုသူ့ဘက်က destroy လုပ်မယ်နိုင်ပွဲနဲ့အတူသူတို့အသင်းလမ်းကြောင်းမှာပေါ်ပြန်ရောက်ဖို့ကြိုးစားမယ်လို့ပြောထား ိုင်းတကယ်တည်းအဲ့ပွဲမှာဟာလန်ရောဒူကူရောအားလုံးခြေစွမ်းပြသွားတယ်ဒီနေရာမှာဂွာဒီယိုလာကသူ့ရဲ့တိုက်စင်မှုဟာလန်နဲ့ပတ်သက်လို့ယာတီကုံမှာဟာလန်ထွက်ချင်တယ်ရေမထွေကိုပြောင်းချင်တယ်ဘာညာနဲ့အတန်လေးတောက်လျှောက်ထွက်နေတာကိုသူတိတ်တော့ happy မဖြစ်ဘူးအဲ့လိုဆိုဟာလန်ကသူ့အတင်းမှာပျော်ရွှင်တာဆိုလည်းသူသိတယ်ဒါပေမဲ့လည်းအခုမီဒီယာတွေရဲ့ဖွားနေတဲ့သတင်းတွေကိုသူသိသဘောမချဘူး။ဒါပေမဲ့သူရဲ့ပွဲတစ်ထောင်ပြေပုံမှန်အားဖြင့်ကျွန်တော်ပွဲတစ်ထောင်ပြေပွဲတစ်ထောင်ပြေတော့အဲ့လိုအထိမ့်မဲ့ပွဲတွေမှာဒီပြတော်တော်များများပွဲတွေကြီးလိုက်လို့ရှိရင် ရလက်ဆိုးလေးရှိတယ်ဒါပေမဲ့ဂေါ်ဒီဝါလာဆိုးရင်လည်းဒီပွဲတစ်ခုခုဖြစ်မှာဆိုတော့အခု Manchester City အတွက်သူကင်တွယ်꿰တာပွဲပေါင်း980ကင်တွယ်တယ် now 980 Barcelona အသင်းအတွက်249ပွဲကင်တယ် Bayern Munich အတွက်161ပွဲကင်ပြီးတော့ Barcelona B အသင်းအတွက်52ပွဲကင်တယ် total ပွဲပေါင်း1000ကင်ခဲ့တယ်ပွဲပေါင်း1000မှာ916ပွဲနိုင်တယ် 156ပွဲသေးကြပြီးတော့128ပွဲရှုံးတယ်။ဆိုတော့အဲ့မှာသူ့ရဲ့ win ratio ဟာ81.6ပွဲတစ်ထောင်မှာ81.6ရခဲ့လို့နိုင်ပွဲ percentage ကိုကြီးကြီးအားဖြင့်ဒါဟာတော်တော်ကောင်းတဲ့ ratio ပဲအဲ့ဒီမှာတော့ Champions League ဖလား၃လုံး Man City နဲ့ရတယ် Manchester City Barcelona နဲ့ရတယ်ဒါ Domestic Treble ရတယ် Barcelona နဲ့ဖလား၆လုံးရတယ် ဖလား6လုံးရတယ်နောက်တစ်နှစ်မှသူဒါဖလား5လုံးရတယ်ဒီလိုပုံစံနေသူလောက်ပြတယ်နောက်ပရီးမီးယားလိမှာ back to back ၄နှစ်စတိုက်ချန်ပီယံဖြစ်တယ်ပရီးမီးယားလိမှာဒါတမိုင်းလျှောက်မှာတခါမှမရဘူးဘူးကာရာဘောင်းကပ်ကို၄နှစ်စတိုက်ချန်ပီယံဖြစ်တယ်ဒါတွေကသူ့ရဲ့ record အခုမန်စီးတီးကိုသူရောက်လာတဲ့အချိန်မှာပွဲ950ပြည့်တယ်950ပြည့်အချိန်မှာ388ပွဲနိုင်တယ်89ပွဲတည်83ပွဲရှုံးတယ်ဒါ70 90%တမ ပရီးမီးယားလိလိုအဆင့်တန်းမျိုးရှိတဲ့အင်္ဂလိပ်ပရီးမီးယားလိရဲ့အင်္ဂလန်ပါနိုင်ပွဲပါဆင့်80.5ဆိုတဲ့ရာခိုင်နှုန်းကတော့တော်တော်ကို impressive ဖြစ်စရာကောင်းတဲ့ရလက်ပဲဘာဆိုနာမှာ82.5ရာခိုင်နှုန်း240ခုမှာ1ခု49ပွဲသူ22ပွဲပဲရှုံးတယ်ဒါဘိုင်ယန်မြူးနစ်မှာ161မှာ120ပွဲနိုင်20ပွဲတည်တည် ဒါစကူးဘွဲရှုံပြီးတော့ဒါ85ဒသမနှစ်ဆိုပါစနစ်ကတော်တော်လေးများပြီးတော့ဘာဆိုနာဘီကတော့28ဘွဲ96ဘွဲတည်5ဘွဲရှုံနေ66ဒသမ9ဒါပေမဲ့အဲ့လောက်ကောင်းတဲ့နေဆိုဂွာဒီယိုလာကိုကျွန်တော်အမြဲပြောတယ်ဂွာဒီယိုလာကိုကျွန်တော်အရင်ကအမြဲပြောတဲ့အချက်ကမန်ချက်စတာစီးတီးဘလူးဘဲစတရိုက်ကဖြစ်ဖြစ်ဖတ်ဂွာဒီယိုလာရှိနေရင်သူတို့တို့ဆူဖလာဟာအငဲတက်မျောလင်းချက်ရှိတဲ့အချက်ပဲဂွာဒီယိုလာရှိနေသေးကာလပတ်လုံးစီးတီးတို့ချမ်းရှိတယ်။ဘာကြောင့်လဲဆိုတော့ ဖက်ကွာဒီလာဖြစ်လို့ပဲအခုကြည့်ပြမနစ်က struggle ဖြစ်နေတဲ့အသင်းကိုကြည့်တဲ့အခါမှာဒီယာဒီမှာစပြီးတော့ချစ်ချစ်လေးဦးမှာအမလီဗာပူးအရန်ကောင်းတဲ့အချိန်မှာအသင်းတိုင်းကို floating football နဲ့လုံးဝ total dominate လုပ်ပြီးတော့ attractive ဖြစ်တဲ့ entertainment ပေးတဲ့တိုက်ကစားကွက်မျိုးဖန်တီးပေးနိုင်တယ်။အဲတလတ်စားတယ်မှာပဲ Guardiola လည်းဒီတိုင်းပဲဒီလို fluent football attractive football ဥမာ Manchester City လေဘာလို့နိုင်သွားတဲ့ပွဲကိုကြည့်အဲ့လိုပုံစံကစားသွားတာ ဒါကိုကြည့်ကြည့်အပြစ်ဒါအခုလောလောဆယ်အနေထားရပုံစံ similar ပဲကျွန်တော်အမြင်တော့ Manchester City နဲ့ Guardiola အသင်းဒီယာတီမှာဘယ်ဆူဖလားကိုသူအဓိကချိန်ချောင်းမယ် Premier League လား Champion League လားဆူဖလားတစ်ခုခုရတယ်မလား Guardiola ရဲ့တထောင်ပွဲကိုကြည့်ကြည့်အပြစ် Guardiola ဟာ win ratio ကိုကြည့်ပြီးတဲ့အချိန်မှာ one of the greatest ever manager ကဒီ top 1 2 3ဘယ်ထဲမှာမြင်ရရှိမယ် in terms of league position ပေါ့လေ နှစ်နဲ့တွက်ပြီးရမယ်ဆိုရင်ဂွာဒီယိုလာရဲ့ပါဆန်နစ်လိဖလားရတာကတော်တော်ကောင်းတယ်ပါဆန်နစ်က14ရာသီမှာ10ရာသီချန်ပီယံဖြစ်တယ်ဆိုတဲ့အချက်အဲ့လိုမဟုတ်ဘူးချန်ပီယံလိမှာဆိုရင်လေဒါဘာစလိုနာနဲ့နှစ်ချိန်မန်စီနဲ့တစ်ချိန်ဒါတမိုင်းတစ်လျှောက်မှာ travel ရဘူးတာသူနဲ့ Luis Enrique ပဲရှိတယ်ဘလို့မြင်လဲဂွာဒီယိုလာရဲ့ rank ကို top 1 2 3 European မှာဆို Ancelotti 1 club level မှာ ဒါဒီ Silas Ferguson ထည့်လို့ရတယ်ဒါပေမဲ့ Guardiola ရဲ့ over all performance လည်းကြည့်လို့ရတယ်ဒါပေမဲ့ over all general မှာဘသူဘလို့မြင်လဲ Guardiola ကိုကိုမမဝေယမချက်ပြကြပါ Champions League player ဒီရနေပါရပါအားလုံးကျေးဇူးတင်ပါတယ်